ကိုအနောက်မှာတာယာတဲ့ကန်ကြီးကိုပြပေးပါမယ်။ဒါကဒီဟာ habitat မှာပဲဖြစ်ဖြစ် on series 6မှာပဲဖြစ်ဖြစ်နေမယ်ဆိုလို့ရှိရင်သူကဒီကန်လေးပါတယ် international school လေးပါတယ်ဟိုးနောက်မှာအာ like a tone လို့ခေါ်တဲ့အမင်းမျောပဲအတွက်ပေါ့နော်အစင်းသင်းပြင်ထားတာပါဟိုးနားလေးမှာ coffee ဆိုင်မှာအနောက်မှာပါ နောက်မှမှာဒါဆေး office ပါတကယ်လို့များစိတ်ဝင်စားရတယ်ဆိုလို့ရှိရင် like ပို့ပေးမယ် free like ပို့ပေးမယ်ဟုတ်ပြီ coffee လဲတိုင်းမယ်ဟုတ်ကဲ့ပါအာစားကောင်းအောင်စားရင်ကိုယ့်ရဲ့ချစ်တော်ခင်တော်တွေကိုတတိယတယ်လို့မျိုးခုလိုအေးအေးစဉ်းစားနေနေရတော့လေအားလုံးကိုတတိယပါတယ်ဒီမှာ အာဒီမှာဂုဏကလည်းပြောပြတယ်ပေါ့နော်အာကျောင်းနေကို international school ထားပြီးရောပတ်စံနေအများကြီးထားမဲ့အစားကလေးငယ်ရယ်လေဆိုရင်တော့အော်7နှစ်အောက်7နှစ်အောက်ဆိုရင်တော့ထိုင်းကျောင်းထားတာပိုကောင်းတယ်လို့မြင်တယ်ပေါ့နော်။ဘာကြောင့်လဲလို့ပြောရင်ထိုင်းကျောင်းထားလိုက်တယ်သူ့နိုင်ငံရဲ့ကျောင်းပေါ့အစိုးရကျောင်းပြောတာ။ပတ်စံအများကြီးတက်တာတယ်ကိုယ့်ရဲ့ကလေးရဲ့ မွေးစင်းရင်ကို nutri လုံးလိုက်အဲထိုင်းလို nutri လုံးလိုက်ရုံပဲပေါ့နော် nutri လုံးပြီးွားလို့ရှိရင်အဲ nutri လုံးပြီးွားလို့ရှိရင်ခလေးအဲကြောင်အပ်တဲ့ဟာလွယ်တယ်နီးတဲ့ government school မှာအပ်လိုက်ရုံပဲအပြီးရင်သူ့အောင်သူတောက်လျှောက်သွားတာပေါ့နော်ဟာနောက်တစ်ခုကကြတော့ခလေးတွေမြန်မာနိုင်ငံခလေးတွေကအင်္ဂလိပ်စာကောင်းတယ်လေအင်္ဂလိပ်စာလုံးလာလို့ရတယ်ဒါမှမဟုတ်ဒီရောက်တော့မှအင်္ဂလိပ်စာတို့ကွန်ပျူတာတို့ကိုတီးတန်းတက်တက်ထက်လောက်တာလို့မျိုးပေါ့ဒါဆိုလို့ရှိရင်အဲ့လိုပတ်စံနေအများကြီးပေးပြီးတော့ international school မှာအများကြီးမကုန်ဘူးပေါ့ เนาะဆိုတော့ဒါလေးကကိုလူမျိုးချင်းချင်းအာပြောပြတာပါအာနောက်တစ်ခုကကြတော့အာ73နှစ်74နှစ်ဖြစ်သွားပြီဆိုရင်เนาะအော် BRIG D လုတ်ပြီးတော့ GD ဖြီးပေါ့16နှစ်မှ GD ကဖြီးလို့ရတာ။ဟို GD ဘာကြောင့် GD လုတ်လဲလို့ပြောလို့ရှိရင်ခလေးအတွက်တက်တာလို့ပါ ကလေးတွေအများကြီးစာအများကြီးတိတ်မလို့ရပဲနဲ့အာကလေးတွေလုံကအာစာပေါ့နော်အာကလေးတွေចောင်းစာအတွက်လွယ်တကူဖြစ်အောင်ကိုကတော့ဘာတွေပြင်ဆင်ပေးဖို့လို့ပဲជីတွေကတော့အောင်သွားပြီတက္ကသိုလ်ကတက်လို့ရပြီကိုကအပြင်ဘူသူရတွေကိုတော့ရအောင်ပေးဖို့လို့ပါတယ်ကိုကဘယ်နိုင်ငံတွေပို့မှာလဲပေါ့နော်အာជីတွေဆိုတော့ US အတွက်ပေါ့ခုတော့ US ကပိတ်ထားတဲ့အတွက်ကြောင့် US တော့သွားလို့မရဘူးတခြားជីတွေကိုလက်ခံတဲ့ចောင်းတွေရှိတယ်အာဟောပေါ့စင်ကာပူမှာတတ်ထားခြင်းနဲ့ဆိုရင်တော့အ IGCSC လောက်မှာပေါ့เนาะ IG လောက်တဲ့ဆိုလဲအာ IG ပြင်ဆင်လို့ရတယ်ပေါ့เนาะ IG ကတော့ကလေးနည်းနည်းပို့ပေးမှမယ်စာပို့လောက်ရမယ်အဲဒါပေမဲ့ကိုကဘယ်နိုင်ငံပို့လဲပေါ့မှာမူတည်တာပေါ့เนาะနောက်တစ်ခုကအရေးကြီးတာအိစာထက်အရေးကြီးတာလူလောကကြီးမှာနေနီးထိုင်နီးလူမှုပေါင်းသင်းဆက်ဆံနီးအာ common sense ပေါ့เนาะအဲဘယ်ဟာပဲဖြစ်ဖြစ် common sense လေးသိဖို့လိုတာပေါ့เนาะတချို့ကြတော့အကောင်ပြလို့တော့အရင်မထင်တာ ਈ ပေါ့เนาะ ော်အဲ့လိုမျိုးထက်စာရင်အာအရေးပြရင်အကောင်ထင်တော့အောင်ပြီးွားလို့ရှိရင် common sense နဲ့တန်တန်ချင်းချင်းနေတတ်အောင်ကိုကိုကိုတောင်းအောင်ယူတတ်အောင်အသစ်တွေပြောသင်ပြောထိုက်တဲ့စကားဒါမျိုးလေးတွေနိတိလေးတွေကိုအပြင်မှာသင်စေချင်ပါတယ်အာအပြင်မှာရအောင်ပေါ့နော်မိဘကလည်းမိဘကလည်းပတ်စံနေကြီးပဲရှာတာမဟုတ်ပဲね family time လေးရအောင် အတူတူနေခွင့်ရတော့လေအတူတူနေပြီးရှိရှိခင်နေနိုင်ဖို့ပေါ့နော်ဒီနေ့3မိနစ်စာအတွက်ဒီနေ့နဲ့ပဲဒီလောက်နဲ့ပဲနေကုန်ချောလိုက်ပါတယ်အားလုံးချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေနိုင်ကြပါစေရှင်မင်္ဂလာရှိသောနေ့ဖြစ်ပါစေ